တော်တော်ရှင်တွေအားလုံးတာလီကြပါ Development Media Group DMG ရဲ့2025ခုနှစ်ဧပြီလ10ရက်နေ့အတွက်သတင်းအထံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့စစ်ကောက်စီရွေးကောက်ပွဲဝင်ပြိုင်ဖို့ရခိုင်ပါတီသစ်တခုပေါ်လာတဲ့အကြောင်းကွာပင်လေပြင်းကစစ်ကောက်စီစီးရင်တစဉ်ကို အေးပြစ်ခတ်တဲ့အခြေအနေ ဖလန်းမျိုးကိုရှင်းညင်တာအဖွဲသိမ့်ပိုက်တဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ဒီအစီအစဉ်ကိုကျမမျိုးတီရီကျွန်းနဲ့အတူမမြမြန်တို့ကိုထင်းနဲ့ဦးတို့နဲ့ပူးပေါင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲဝင်ပြိုင်ဖို့ရခိုင်ပါတီတေးတခုပေါ်လာတဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။ စစ်ကောင်စီကျင်းပမယ်အထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ရဟိုင်းတင်းရင်သားပါတီအမည်နဲ့ပါတီသစ်တခုလျှောက်ထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။အဲ့ဒီပါတီသစ်မှာရွေးကောက်ပွဲကိုမရှင်တဲ့နိုင်ငံရေးပါတီတွေမဲပုံတင်တဲ့ဥပဒေပုံမှန်သုံးဝရနိုင်ငံရေးပါတီဖြည့်ခွင့်ရရှိရေးဝင်ရောက်လျှောက်ထားတာဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကိုမရှင်အနေနဲ့ပါတီတည်ထောင်ခွင့်အတည်ပြုနိုင်ရေးစစ်စစ်ဆောင်ရွက်တင်တယ်လို့စစ်ကောင်စီကဆိုပါတယ်။အဲ့ဒီပါတီကိုကြောက်ဖြူမျိုးနဲ့ပြည်သူ့လက်တော်အမတ်ဟောင်းဥပရှင်ကဥဆောင်တာလို့ရဟိုင်းပါတီအတိုင်းဝိုင်းတွေကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီပြုလုပ်မဲ့ရွေး ကောက်ပွဲကိုဝင်ရောက်ရှင်ပြန်ရေးအတွက်နိုင်ငံတော်ကနိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်နဲ့မက်ပုံတင်ခွင့်ရှောက်ထားတဲ့ပါတီစုစုပေါင်း80ကျော်ရှိပြီဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အဲ့ဒီအထက်မှာရခိုင်ပြည်ကရခိုင်ဥဆောင်ပါတီ၊ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊မြို့တိုင်းရင်းသားပါတီ၊မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနဲ့ခမင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပါဝင်ပါတယ်။လက်ရှိမှာအာရခတ်တက်တို့ကရခိုင်ကမြို့နယ်စီလီခုကိုတင်ပိုက်ထင်ရှောက်ထားတဲ့အတွက်စစ်ကောင်စီရွေးကောက်ပွဲဟာရခိုင်ဒေသအများစုမှာဖြစ်နိုင်ခြေမရှိဘူးလို့တုံ့သက်နေကြပါတယ်။ ကောပင်လင်ပင်ကစစ်ကောင်စီစစ်ရေးတစည်းကိုအေကပက်ခက်ခဲတဲ့တဲ့င်းကိုတင်ဆက်ပေးမှာပါရခိုင်ပြည်ကောမြို့နယ်ပင်လယ်ပြင်မှာလုံခြုံရေးယူနေတဲ့စစ်ရင်တစည်းဟာအရခတ်တက်တော်အေထံပက်ကက်ခံခဲ့ရတယ်လို့စစ်ကောင်စီကမနေ့ကထုတ်ပြန်ထားပါတယ်။ကောမြို့နယ်အပအဝင်ရခိုင်ကမြို့နယ်ဆေးလေးခုကိုအေကသင်းပိုက်ထင်းရှုပ်ထားပေမဲ့စစ်ကောင်စီကဘင်္ဂလားပင်လယ်ပြင်နဲ့မြေဝက်တွေမှာစစ်ရင်ရိုင်းစီစီထက်မနေ့ကိုဖြင့်ကျက်အထင်ရှားထားတယ်လို့သိရပါတယ်။စစ်ကောင်စီနေပြည်တော်ဟာမြေကျောင်းတစ်လျှောက်ကင်းလှဲတာငှက်ဖင်းရင်တွေကိုဖမ်းဆီးတာ အနည်းပင်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကိုလန်နဂျီပစ်ခဲ့တာတွေရှိတယ်လို့ဒေသခံတွေကပြောပါရယ်။ရခိုင်ပင်လေပင်မှာစစ်ကောင်စီရိရင်တွေမကြခဏတော်လာလှုပ်ရှားနေတာကြောင့်ဒေသခံတွေမှာငေါဖက်မထွက်ရေးဖြစ်နေကြတယ်လို့သိရပါရယ်။လက်ရှိမှာနိုင်ငံတော်ဝန်ငလျင်ကြောင်းစစ်ကောင်စီနဲ့ AA တို့ဟာရာရီအပြည့်ရဲ့ကြောင်းအသီးသီးကြေညာထားပေမဲ့မြေပြင်မှာစစ်ကောင်စီရဲ့လေကြောင်းလက်နေကြီးပစ်ခတ်တာတွေနေစဉ်ရှိတယ်လို့ဒေသခံတွေကပြောပါရယ်။သတင်းတွေကိုတင်ဆက်ပေးနေပါရယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဖလန်းမျိုးကိုရှင်းညင်အောင်အဖွဲသိမ့်ပိုက်တဲ့အကြောင်းဝေးဖြစ်ပါတယ်။ရှင်းပြင်းနေမြောက်ပိုင်းမှာရှိတဲ့ဖလန်းမျိုးကိုရှင်းညင်အောင်နဲ့ပူပေါင်းတက်တွေကအပိသက်သိမ့်ပိုက်လိုက်ပြီးလို့စီရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ရှင်းညင်အောင်နဲ့မဟာမိတ်ပူပေါင်းတက်ဖွဲ့တွေဟာဖလန်းမှာရှိတဲ့စစ်ကောက်စီတက်ရဲ့နောက်ဆုံးလက်ကျန်ခလာရ268တက်ရင်ကိုဧပြီလ9ရက်နေ့မှာအပိသက်သိမ့်ပိုက်ပြီးတဲ့နောက်မျိုးနွယ်တစ်ခုလုံးကိုသိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။ ဖလန်းမျိုးကအထွေထွေအုပ်ချုပ်ရေးမှုယုံမြို့နယ်ရေးစခန်းခရီးရေးစခန်းတွေကိုတင်ပိုက်ပြီးတဲ့နောက်လက်ကျန်ခါလာရနှိလျှောက်ရှိတက်စခန်းကုန်းကိုလည်းတင်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံဖမ်းဆီးနေတာကြောင့်တက်ဆိုင်ရာဘက်ကတရားဝင်ထုတ်ပြန်တာမရှိသေးဘူးလို့သတင်းအမျိုးကပြောပါရတယ်။ရှင်းညင်တော်တပ်ဖွဲ့နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေဟာဖလန်းမျိုးကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလေးလားကျော်အကြာမှာအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရယ်။ရှင်းညင်တော်တက်ဖွဲ့ဟာရှမ်းပြည်နယ်ကမတူပီကံပက်လက်မင်းတက်ဖလန်းမြို့နယ်တို့ကိုတင်ပိုက်ထိန်းချုပ်ထားပါတယ်ရှင်။ တန်တွဲစစ်ပေးဆောင်တွေစားလျန်ရိတ်ခပြက်လက်နေတဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ရခိုင်ပြည်တန်တွဲမြို့နယ်ကစစ်ပေးဆောင်တွေမှာအလူရှင်နေပါတာအလောက်ကန်ရှားပါတာစစ်ပေးဆောင်အရှင်ကြာမြင့်လာတာတွေနဲ့ကုံစင်းလုံးအဆမတန်မြင့်တက်နေတာတွေကြောင့်စာဝဲနေရခက်ကြုံနေကြရပါတယ်။တန်တွဲမြို့နယ်မှာစစ်ပေးဆောင်ဥယေ2000ကျော်ရှိပြီးတော့လက်ရှိမှာစားလျန်ရိတ်ခပြက်လက်တာနဲ့တူငယ်ပြည့်နေသူတွေလည်းရှိလာနေတယ်လို့စစ်ပေးဆောင်တွေကဆိုပါတယ်။တန်တွဲဒေသခံတွေမှာပင်လင်ပြင်ငါဖန်းလုံငန်းကိုအ धिक မိန်ခိုလောက်ကန်စားတောက်ကြပြီးတော့လက်ရှိမှာငါဖန်းလုံငန်းတွေမလေပတ်နိုင်ကြတဲ့အတွက်နေထိုင်စားတောက်ရဲ့အခက်ကြုံနေ ကြရတာပါဒါအပြင်ဒေတာရင်းစစ်ပေးချုံတွေကိုအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေမှာလည်းအလုံငွေရရှိမှုနေပါတဲ့အပြင်ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါကူညီနေကြရတာကြောင့်စစ်ပေးချုံစခန်းတချို့မှာရိတ်ခပြက်လဲတာတွေရှိလာနေတာပါရခိုင်ကစစ်ပေးချောင်တွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာစာနယ်ရိုက်ခါမလုံလောက်တာအရေပြားရနာအပါဝင်ရေရှားပါတဲ့ပြဿနာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်။တိတူမြနှစ်ကွန်စစ်စင်ရဲ့အတွင်းကြဆုံသွားခဲ့တဲ့ရေဘော်တွေကိုကိုကန်တက်ကအောင်မေးဖွယ်အခမ်းအနားပြုလုပ်ခဲ့တဲ့တဲ့င်းကိုလည်းပြောပြပေးရှင်ပါတယ်။ တိတူများနှဲ့ခွန်စစ်စင်ရဲ့အတွင်းကြက်ဆုံသွားတဲ့သူရဲကောင်းရွေးပေါ်တဲ့အတွက်အောင်မွေးဖွေဂုံပြိုးတဲ့အခန့်နောက်ကိုဧပြီလ၂ရက်နေ့ကဘယ်လုံချဲသူရဲကောင်းဘိမှန်မှာပြုလုပ်ခဲ့တယ်လို့ကိုကန်တဲ့ MLDA ကမနေ့ကထုတ်ပြန်ထားပါတယ်အခန့်နောက်ကို MLDA ကောင်းဆောင်ဖွန်တရှင်နဲ့တက်ရောက်ခဲ့ပြီးအခန့်နောက်မှာဂုံပြိုးမှတ်တမ်းတင်စကားပြောတာလမ်းဆွဲပန်းချေချတာမိသားစုဝင်တွေနဲ့တွေ့ဆုံစကားပြောခဲ့တာရှိပါတယ်ဒါပြင်လက်ရှိတိုက်ပွဲအတွင်းကြဆုံသွားတဲ့ရဲဘော်တွေကိုဂုံပြူကြောင်းလေးပြောကြားခဲ့ပါတယ် တိတ်သူများနှစ်ခွန်စစ်စင်းမှာကိုကန်တက်နဲ့ဒိုအာခတက်တော် AA အပါအဝင် BPLA MDF နဲ့အခြား new တော်လင်းအင်အားစုတွေပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ဆုံးအနေနဲ့ငလျင်အသင့်မြန်မာကိုနိုင်ငံတကာထောက်ပံ့ပစ္စည်းတန်ရှင်ပေါင်း1200ကျော်ရောက်ရှိတဲ့သတင်းကိုလေးတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်အသင့်မြန်မာပြည်သူတွေအတွက်နိုင်ငံတကာကလူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ပစ္စည်းအကူအညီ1280တန်ကျော်နဲ့ KCA ပစ္စည်း844တန်ကျော်ရောက်ရှိတယ်လို့စစ်ကောက်စီကမနေ့ကထုတ်ပြန်ပါတယ်။ကုညီ KCA ရဲ့အတွက် KCA ဝန်ထမ်းပေါင်း1938ဦး၊လေရင်64ကျင်း၊မော်တော်ယာဉ်6စီး၊သင်္ဘော5စီးရောက်ရှိပြီးကုညီနေတယ်လို့ထုတ်ပြန်ရှိက ကဆိုပါတယ်ငလျင်ဘေးအတွက်နိုင်ငံတကာအကူအညီတွေဖြစ်တဲ့ရုရှားတရုတ်ဟောင်ကောင် အိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ် UAE လာအိုဘီလာရိုအင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်နီပိုပါကစ္စတန်တရီလင်္ကာ BNN အမေရိကန်အပါအဝင်နိုင်ငံပေါင်း20ကကုညင်ကေစီရဲနဲ့ထောက်ပံ့ပြည်စည်တွေပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်စစ်ကောက်စီထုတ်ပြန်ချက်အရနိုင်ငံတော်ဝန်မှငလျင်ကျောင်းသေဆုံးသူ3600ဦးဒဏ်ရာရရှိသူ9000ကျော်နဲ့ပျောက်ဆုံးနေသူ160ကျော်ထိရှိလာနေပါတယ်ဒီကနေ့တရင်အသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ် ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMP သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း66 839 63 633 63ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ရှင်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နေပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။